မက်ထရစ်နောက်တစ်ကက်တစ်ကက်ကအကမီနောက်ဆုံးတစ်ကက်ကအန်ဒရိုမက်ထရစ်ဆိုတော့ကက်ကလေးကိုကြည့်ကြည့်ပြီးတော့ပြောမှာဆိုရင်ပထမဆုံးကြားတယ်ဒိုင်ဖက်မက်ထရစ်ကသူကဘာကိုပြောလဲဆိုရင်မမြင်နိုင်တဲ့ connection ပေါ့နော်နှစ်ယောက်ကြားမှာက energetic ဘာမှရှိတယ်အပြင်မှာမပေါ်ပြပြမယ်စိတ်ချင်းဆက်သွဲနေရဆိုတော့ပုံစံမျိုးပေါ့နော်နောက်တစ်ခုက energy သဘောတရားရပြောမယ်ဆိုရင် union energy လို့ပြောလို့ရပါတယ် မက်ဆေ့အနေနဲ့တော့မမြင်နိုင်တဲ့ energy ပဲကိုယ်ကို guide လုပ်နေတယ်ဆိုတဲ့သဘောပါဆိုတော့စိတ်ရှိတိခတ်မှုလိုအပ်ပါတယ်နောက်တစ်ခက်က academy ပေါ့နော် academy ကကကြောင့်ဘာကိုပြနေလဲဆိုရင်သူကဒီဟာက transformation transformation ဖြစ်နေတယ်အရှိတိဖြစ်နေတဲ့အခြေအနေပေါ့ပြောချင်တာတော့အခြေအနေမှာကိုကပြောင်းလဲနေတဲ့ stage မှာရှိနေတယ်ပေါ့ဥပမာဘယ်လိုမျိုးလဲဆိုရင်အရင်တုန်းကဖြစ်ခဲ့တဲ့ pattern တွေပြန်လာနေတာမျိုးအဲ့လိုမျိုး pattern တွေကိုပြန်ပြီးတော့ကြုံရတဲ့အခါမှာ ြောချင်တာအရင်တုန်းကကြုံခဲ့ရတဲ့အခက်အခဲပေါ့အဲ့ခက်ခဲကိုအခုချိန်မှာပြန်ကြုံရတယ်ကြုံနေရတဲ့အတွက်ကိုကဒီအချိန်မှာပြင်ပြောင်းလဲဖို့အတွက်စဉ်းစားနေတယ်ဟိုရှေ့ဆက်သွားမလားဒါမှမဟုတ်ရင်ဘာလုပ်တင်လဲဆိုတာစဉ်းစားနေတဲ့အချိန်လေးပေါ့နော်အဲ့ဒါလေးကိုပြပေးပါရစေနောက်ဆုံးတီကတ်လေးပေါ့နော်တီကတ်လေးကတော့ဘာကိုပြလဲဆိုရင်သူကသူကဘာကိုပြလဲဆို emotional ပေါ့နော် emotional freedom ဖြစ်ခြင်းနဲ့မန်တရားတွေကိုပြောပြောခြင်းနဲ့ပေါ့ပြောခြင်းနဲ့ဆိုရက် energy energy ကိုရပါတယ်ဆိုတော့သူက အ emotional နဲ့ပတ်သက်ပြီးတော့ကိုယ့်ရဲ့စိတ်ထဲမှာပေါ့ကိုယ့်ချစ်သူနဲ့ပတ်သက်ပြီးတော့ပဲဖြစ်ဖြစ်ကိုယ့်ရဲ့ relationship မှာဖြစ်ဖြစ်အမှန်တွေကိုပြောချင်တယ်အမှန်တွေကိုမြင်လာတယ်ဆိုလိုချင်တာကိုခံစားရတာတွေကိုအမှန်တိုင်းသိမြင်လာတယ်ပေါ့သူနဲ့ပတ်သက်ပြီးတော့ကိုယ့်ကိုယ့်အရင်တော့ကချစ်စိတ်ကြောင့်ဖုံးလွှမ်းနေတဲ့အမှန်တရားတွေအခုချိန်မှာကိုယ်မြင်သွားပြီပေါ့အဲအဲ့လိုမျိုး energy ကိုပြပါတယ်ဆိုတော့ဒီကတ်၃ကတ်ကိုကြည့်ပြီးတော့ဒီ love oracle message ပေါ့နော်နိုဝင်ဘာလအတွက် love oracle message ကိုအတင်းအောင်ပြောပြရမယ်ဆိုရင် overall အနေနဲ့ကတော့ စိတ်ချစွတ်တွေမှုရှိနေတယ်။နောက်တစ်ခုက transformation and healing ပေါ့။ transformation and healing stage ဆိုအတိပယ်ရ။ကိုကဒီကိုရဲ့ relationship ကိုဒီထက်ပိုပြီးတော့ကောင်းမွန်ဖို့အတွက်အချင်းချင်းအပြန်အလှန်နားလည်မှုနဲ့ရှေ့ဆက်မှာဒါမှမဟုတ်ဒီ relationship ကကိုအတွက်နာကျင်ရတယ်ဆိုတာမျိုးကိုအမှန်တိုင်းလက်ခံပြီးတော့ဒီ relationship ကိုရပ်တန့်မလားဆိုတဲ့